ားထောင်နေကြတဲ့မိတ်ဆွေတွေမင်္ဂလာပါကျမကရွှွန်လိုက်ပါဒီ podcast အကြောင်းမပြောခင် ကျမကိုယ့်ကိုအရင်မိတ်ဆက်ပြရစီကျမကအသက်30အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့နိုင်ငံတကာတင်းထောင်တာတစ်ခုမှလည်းလုံလောက်နေတဲ့တင်းထောင်တစ်ယောက်ဖြစ်ပါတယ်ကျမအခုဆိုရင်တင်းထောင်လုလာလာဆိုရင်အချိန်7နှစ်ခန့်ရှိပြီပေါ့နော်ကျမကအဲ့လိုမျိုးအကြောင်းအရာတွေအချက်လက်တွေကိုတော်တော်စိတ်ဝင်နေတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဒီအဲ့လိုအရာတွေကိုရှာဖွေနေရတာဖတ်ရှုနေရတာသင်ယူနေရတာကိုခုံမွေနေတဲ့လူတစ်ယောက်ဖြစ်တယ် ဒါကြောင့်ကျမကကျမအလုံးနဲ့ရမ်းကိုက်ညီတယ်လို့လည်းကျမမိတ်ဆွေတွေကလည်းပြောကြတယ်ကိုကိုကလည်းနားလည်ထားတယ်ပေါ့လေနော်ကျမအခုလုံးနေတဲ့ဌာနကနိုင်ငံတကာဌာနဖြစ်နေတော့ကျမကဒီနိုင်ငံတကာစာဖတ် project တွေစိတ်ဝင်စားမဲ့အကြောင်းအရာတွေကိုအများဆုံးလုပ်ရတယ်ပေါ့လေနော်လေ့လာရတယ်ရင်းရေးသားရတယ်တပုံမျိုးလေးရှိတယ်ဒီအလုပ်ကိုလည်းကျမကဒါလုပ်လာတာအချိန်တော်ကြာသွားတဲ့အခါမှာကျမကဘာဖြစ်လာလဲဆိုတော့နိုင်ငံတကာစာဖတ်ပရိသတ်စိတ်ဝင်စားပေးမယ်လေကျမစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုကျမ မလုပ်ရဘဲနဲ့ကြုံရတာညားလာတော့အဆင်မပြေဘူးဖြစ်လာတယ်ပေါ့နော်။ကျမတို့ဒီပြည်တွင်းဆော်ဖ်ဖရိတ်တတိပဲဖြစ်ဖြစ်ကျမကိုယ်တိုင်ပဲဖြစ်တည်ခြင်းတဲ့အကြောင်းအရာပြီးတော့တတဲဝင်ဝင်ပြပြခြင်းတဲ့အကြောင်းအရာတွေကိုကျမစီစဉ်သတ်မှုတွေလုလုကင်ခြင်းလာတာပေါ့လေ။ဟိုတည်င်းရေးရတဲ့ဆိုတဲ့အခါကျတော့လေအချို့အရာတွေကတော့အဲ့လိုမျိုးဟိုလူစိတ်လှုပ်ရှားဆုံးအရာကိုပဲဆွဲယူရတာမျိုးဖြစ်တော့နည်းနည်းနည်းမလိုက်ရတဲ့အရာတွေလည်းရှိတော့ပေါ့နော်။အဲအဲ့လိုမျိုးအနေထားတွေဖြစ်လာတယ် ဒီမှာကျမကစပြီးတော့ဒီလိုမြင်များပြပြလေးလာပြီးတော့ပြန်လည်တည်ဆလို့ရတဲ့အရာကိုလုပ်မယ်ဆိုပြီးစဉ်းစားလာတော့ဒီလိုမျိုး podcast တစ်ခုကိုစလုပ်ဖို့တွေးဖြစ်လာတယ်ပေါ့လေအဲ့ဒီတော့ပထမအောင်ဆိုဘလို့အကြောင်းအရာတွေငါလုပ်မလဲပေါ့ဆက်ပြီးတော့တွေးကြည့်တယ်နည်းနည်းလေးအဲဘလို့ဟာတယ်ဆိုလူတွေစိတ်ဝင်စားမှလဲနားထောင်ကြည့်ကြမလဲငါရောဘလို့ဟာတယ်စိတ်ဝင်စားလဲ ဘယ်ကိစ္စဘယ် issue တွေကတော့အစ်စ်ဖြစ်မလဲပေါ့နော်စတဲ့ဖြစ်ကျွန်မအများကြီးစတွေးနေရတာပေါ့အဲ့မှာလူကတော်တော်လဲထွက်သွားသေးရဲ့ကွာတိလားဘာလို့လဲဆိုတော့ကျွန်မရဲ့ဒီတင်းထောက်အချင်းသားဝင်လာတာ哦တခုဆိုရင်အမြဲတမ်းငါဟာဟိုအများစိတ်ဝင်စားမဲ့ issue ကိုလိုက်ရမယ်ဆိုတာမျိုးကကျွန်မလေ့ကျင့်သင်ကြားခံထားရတဲ့အကြောင်းကဖြစ်နေခဲ့တာဆိုတော့ဒါပေမဲ့တစ်ချက်ပြန်တိသွားတာပါလဲဆိုတော့အော်ငါတခုလုံးမှာတင်းမဟုတ်ဘူးပေါ့နော်ငါတခုလုံးမှာ podcast ငါသတင်းတပုတ်ကိုစုံစမ်းထောက်လှမ်းပြီးရေးသားတာမျိုးလည်းမဟုတ်ဘူး။ငါ breaking news တခုကိုဖောက်မှာလည်းမဟုတ်ဘူး။ငါငါပြောကျင်တဲ့အကြောင်းအရာတခုကိုငါအချင်းယူပြီးတော့ဖြည်းဖြည်းချင်းပြောလို့ရမယ်နေရာနဲ့အချင်းတခုဖြစ်တယ်ပေါ့လေ။အဲ့ဒီအချိန်မှာကျွန်မနည်းနည်းစိတ်ပေါ့သွားတယ်ပေါ့နော်။အော် okay ဒါဆိုရင်တော့ငါလုပ်ချင်တဲ့အရာပို့ဦးစားပေးပြီးငါစဉ်းစားလို့ရသွားပြီ။ဟွန်းအများသိချင်တဲ့ဆိုတာထပ်ပေါ့လေ။အဲ့လိုမျိုးဖြစ်သွားတာပေါ့။အဲ့တော့ကျွန်မမသိချင်တယ်လေပေါ့။အခုတော့သိချင်တဲ့အကြောင်းအရာကတော့ drugs မွေးစေဝါးတဲ့အကြောင်းပဲ။ ဘာလို့လဲဆိုတော့ဒါကျမတို့လူငယ်တွေအတွက်ကငွေစင်ဝါစွာမရင်းနှီးတဲ့အရာလည်းမဟုတ်ဘူးမမြင်ဘူးတဲ့အရာလည်းမဟုတ်အကျွမ်းတုံဝင်မဖြစ်တဲ့အရာလည်းမဟုတ်ဘူးအဲ့လိုပြောလို့တိနေလားဆိုတော့လေတည်းဝင်တော့မတိဘူးကျမကတော့ဗောနော်မတိနေဘူးမတိနေတော့တိကျင်လို့ဆိုတော့တိကျင်လို့ဆိုဘာလို့လို့ရလဲဆိုကျမလိုက်ရှာဖက်ကြည့်ရင်တော့ရတာဗောနော် research paper တွေတို့အဲသူများကြီးထားတဲ့တည်င်းတွေတို့သူများစုံစမ်းထောက်လှမ်းထားတဲ့အချက်လက်တွေတို့စတဲ့ဖြစ်ဗောနော်သူတွေနဲ့ပြုစုထားတဲ့စာတမ်းတွေအကုန်လုံးလိုက်ဖက်ကြည့်လို့ရတယ်နည်းနည်းတော့ပြင်ဖို့ကောင်းမှာဗောနော်ဒါပေမဲ့တိရမယ် ကျမလိုက်ဖက်ကြည့်လိုက်သေးတယ်အဲ့လိုလိုက်ဖက်ကြည့်တော့လည်းဘာသိရလဲဆိုတော့ okay မြန်မာနိုင်ငံကတော့ website view ရဘယ်လောက်တော့အများကြီးရှိပါတယ်တို့ UN ရဲ့စာတမ်းအရတော့ဘယ်ပမာဏတော့ဘယ်လိုဖြစ်ပါတယ်ပေါ့စတဲ့ဖြစ်အဲ့ဒါတွေကအများကြီးပဲလွှဲပါတယ်တွေ့ရတာပေါ့နော်ဒါပေမဲ့အဲ့မှာကျမသိချင်တာအဲ့ဒါတွေမဟုတ်ဘူးကျမပြန်သိချင်တဲ့အရာကလည်းတောင်ဆွေးနေရလူတွေစီကနေကျမတိုက်ရိုက်စကားတောင်ကြားချင်တာသူတို့ရဲ့ပြောပြမဲ့အကြောင်းအရာတွေကိုကျမနားထောင်ချင်တာပေါ့အဲ့ဒီအကြောင်းကိုကျမဒီလိုမျိုး podcast လုပ်ကြမယ်ဆိုပြီးတော့ကျမဒီဘာမှ podcast network ကိုပြောပြလိုက်တာပေါ့လေနော် and တကယ်ကျွန်တော်ရောစိတ်ဝင်စားလားဒီ issue ဆိုရင်ပေါ့လေသူတို့ကလည်းဒါစိတ်ဝင်စားတယ်ဒါလူငယ်တွေနဲ့ဆက်ဆက်တဲ့အကြောင်းအဖြစ်တော့ဒါကိုငါတို့လုပ်ကြမယ်ပေါ့နော်အဲ့ဒီမှာထပ်ပြီးတော့ကျွန်မနဲ့ဘာမှ focus number 1နဲ့ထပ်ပြီးတော့နောက်ထပ်တဘောသူညီတဲ့အချက်တစ်ချက်ကရှိပြန်တယ်ငါတို့တွေကဒီ podcast ကိုလုံးဝပညာပေးတဲ့အစီအစဉ်မျိုးအဲတိပညာပေးတဲ့ဆိုတဲ့အစီအစဉ်မျိုးလုပ်ချင်တာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကကြိုတင်တဘောသူညီမှုယူထားကြတယ် ်သူတို့ကလည်းဟိုပြင်းစရာကောင်းတဲ့ပညာပေးစီစဉ်ဖြစ်ချင်တာမဟုတ်ဘူးဒီထဲကနေပဲပြန်သိကျင်တာပေါ့ဒီတုံးကျမကုနာပြောသွားသလိုပေါ့တုံးဆွဲသူတွေရဲ့စကားတွေသူတို့ရဲ့ခန်းစားချက်တွေသူတို့ရဲ့ဖြစ်တဲ့အတူတူသိကျင်တာပေါ့ကျမတို့နိုင်ငံမှာကျတော့လေအဲ့လိုမျိုးပညာပိတ်စင်တွေကမြောက်ညာရှိတယ်လေနော်။ဘာလို့ဆိုတော့မြန်မာနိုင်ငံကမူရင်းဆိုတာထွန်းထွန်းနိုင်ငံနဲ့ဖြစ်နေအောင်။နိုင်ငံရေးဥတီချက်ဒီရဲ့ အဲ့ဒီအစီအစဉ်လေးကိုကျွန်တော်ငငယ်ကလေးကလည်းဒါတွေ့ဖူးတယ်နားထောင်ဖူးတယ်ကြည်ဖူးတယ်အားလုံးလည်းရင်းနှီးကြမှာပဲဒီစီဇန်လေးကိုကြည့်တဲ့ခါကျမှလေဟိုအားလုံးလည်းစဉ်းစားမိလားတော့မသိဘူးကျွန်မကတော့တခုခုပဲလိုနေသလိုလိုတခုခုပဲလွဲနေသလိုလိုအမြဲခံစားရတယ်အဲ့ဒါဟိုအခုတက်ရမှခံစားရတာမဟုတ်ဘူးကျွန်မတို့ငငယ်လေးခလေးဘဝအုံနှုံနဲ့ကိုဒီအစီအစဉ်တခုခုတော့လွဲနေတယ်ပေါ့ဥပမာဆိုရင်သူတို့က ပြတင်ဆက်တက်ပြတာတဲ့ဒီအစည်းအဝေးနေမှာဆိုရင်တက်တူထိုးလိုက်လို့အဲလက်နှစ်ဖက်ဖြတ်လိုက်ရတယ်ပေါ့စတဲ့ဖြစ်ပေါ့သူတို့ရဲ့စင်စစ်မှုတွေဖဲအဲ့လိုမျိုးတော်ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမခန်းစားမြတ်တာအလူငယ်တွေကိုပေါ့နော်အကြောက်တရားပေးတာပေါ့လေနော်အကြောက်တရားနဲ့သူတို့ကနင်တို့ဒါအောင်မထိနဲ့မကင်နဲ့မကြည့်နဲ့ထိတာနဲ့ဘွားပြတ်မှာပဲအဲ့လိုအကြောက်တရားကိုဖိပြီးပေးလိုက်တဲ့ပုံမျိုးပေါ့လူတွေကကြောက်ရင်လည်းကြောက်သွားကြမှာပေါ့လေနော်ဒါလည်းအလုံးစုံမှားယွင်းတဲ့အသိပညာပေးမှုလို့တော့ကျမမဆိုးလို့ပါဘူးဒါပေမဲ့မပြည့်တော့မပြည့်စုံနေဘူးလို့ခန်းစားရတာပေါ့ ဘာဖြစ်လို့ဆိုတော့ကျမပေါင်ဝင်လူငယ်တော်များရဲ့တည်ကျင်စိတ်စူးစမ်းခြင်းစိတ်ကအကျောက်တရားနဲ့ဖုံးလွှမ်းလို့မရအဲ့ဒီမှာပြဿနာပဲဖြစ်တယ်။နောက်ကျမက information person လည်းဖြစ်တဲ့အတွက်အချက်လက်ပြည့်စုံကိုလူတစ်ယောက်ကိုပေးပြီးတော့မှအဲ့လူကဒီအချက်လက်ကိုနားထောင်ပြီးတော့မှစုပ်ဖြတ်ချက်ချတဲ့စုပ်ဖြတ်ချက်တွေကိုကျမလုံးစင်ချင်တယ်ပေါ့လူတွေကိုကျမကိုနိုင်ဆိုလဲကိစ္စတစ်ခုဆိုအချက်လက်ပြည့်စုံတည်ရပြီးမှဒီစုပ်ဖြတ်ချက်ကိုချချင်တာဆိုတော့ဟဲ့ဘိန်းကမကောင်းဘူးမတုံးနေလို့ပြောလိုက်လို့ကျမအဆင်မပြေဘူးဘိန်းကဘာလဲဆိုတော့ကျမအရှင်းပြအောင် ဘတုံးရင်ဘလို့ခံစားမှာလေအဲဘလို့မူးမှာလေဘလို့ရင်းမှာမှာလေဒီအကြောင်းအရာဒီပစ္စည်းတစ်ခုကိုပေါ့နော်ဒီစေးဖွားတစ်ခုကိုလူတွေတလောက်တော့ကြိုက်တယ်ဆိုရင်တော့သူမှကြိုက်စေတဲ့အကြောင်းရင်းရှိရမယ်အဲ့ဒါဘာလဲအဲ့လိုလူတွေအားလုံးကြိုက်တဲ့အကြောင်းအရာကိုမကောင်းဘူးလို့ပြန်ပြောရတာဘာကြောင့်လဲစသဖြင့်ပေါ့အဲ့လိုမျိုးအပြေးဝါလေးကိုကျွန်မသိကျင်တယ်နားထောင်ကျင်တယ်ပေါ့လေအဲ့လိုပြောလို့ပြန်တော့လေဟိုကျမကဒီအစီအစဉ်ကနေပြီးတော့မိမိစေဝါးတွေတုံးရတာဟာမိုက်တယ်ဆိုပြီးပြောချင်တာလည်းမဟုတ်ပြန်အောင် ဥမာကျမကိုယ်တိုင်ဆိုရင်ကျမအရက်တောက်တယ်ဝီတောက်တယ်လောလောဆယ်အချိန်တွေမှဆိုရင်လည်းကျမကဒီထက်ပိုတဲ့ဒီ drugs တွေကိုစမ်းကြည့်ဖို့အစီအစဉ်ရောအတွေးခေါ်ရောမရှိသေးဘူးဒါပေမဲ့ကိုမတုံးဘူးလို့ဒီအကြောင်းအရာတွေကိုမသိရဘူးဆိုတဲ့အခါကျရင်လည်းအဲ့ဒါကိုဖြစ်မခံနိုင်ဘူးအပေါ်မှာတခါလာကျမပြောခဲ့ဘူးသူလိုပဲကျမကတိကျင်စိတ်ဆက်စုကျင်စိတ်ကအတော်ပြင်းပြတဲ့လူတယောက်လည်းဖြစ်တာဆိုတော့ကိုမဆန်းဘူးတဲ့အကြောင်းအရာကိုတိတဲ့လူတွေစီကနေနားထောင်မယ်ဆိုပြီးတော့စဉ်းစားဖြစ်တယ်ပေါ့ဒါကြောင့်ဒီ podcast ကနေတစ်ဆင့်ကျမအစစ်မှန်တွေကိုတင်ဆက်ချင်တာပါ ရှုပ်ထွေးမှုတွေကိုပြပြချင်တာမျိုးမဟုတ်ပဲတကယ်တုံဆွဲသူတွေရောင်းဝယ်သူတွေရဲ့တွေ့ကြုံဖြတ်တန်းမှုတွေပြောစကားတွေခံစားချက်တွေအတွေးတွေကိုကျွန်မဒီကနေပြန်ပြောပြချင်တာပြန်တင်ဆက်ချင်တာပါလက်ဖက်ရည်ဝိုင်းတစ်ခုမှာဒါမှမဟုတ်ဝီယံဝိုင်းတစ်ခုမှာပေါ့နော်လူငယ်တွေပေါ့ပါပြောကြမဲ့စကားတွေကို record လေးယူပြီးတော့ပြန်လွှင့်ချင်တာမျိုး ဒီတော့မြေတားရခိုင်စင်နာတခုကဒီအစီအစဉ်ကိုစိတ်ဝိညာဉ်ရောနှလုံးသားရောဖွင့်ပြီးတော့နားထောင်ပေးစီချင်တာပါပဲဒီတော့ပြန်ချုပ်ပြောမယ်ဆိုရင်ပေါ့လေကျမကိုယ်တိုင်လည်းအတော်စိတ်အားထက်သန်ပြီးသိချင်တဲ့အကြောင်းအရာတွေကိုကျမလိုပဲသိချင်မဲ့တိုင်းဝတ်တခုတည်းကိုမျှဝေချင်တာလေးတခုပါဒီအစီအစဉ်ကိုတော့ straight forward by show night လို့နာမည်ပေးထားတယ်ဒါကလည်းဟိုကျမရဲ့တင်းနှထောက်ဆိုတဲ့ဖြစ်ချင်းပုံမှာပဲမူတည်ပြီးတော့ကျမဟာလူရေးတူရှင်မင်းကိုလေးလေးမီးပြီးတော့ကျမဒဲမီးတဲ့မင်းကိုလေးကိုဒဲဖြေရတဲ့ guest တွေကိုဖိတ်ပြီးတော့ပဲဒါကိုတင်ဆက်သွားမှာဖြစ်တယ်ပေါ့ဒီ season ကို Bama Podcast Network ရဲ့ social media platform တွေဖြစ်တဲ့ Facebook, YouTube, Spotify, Apple Podcast တို့မှာလည်းနှာထောင်းနိုင်ပါတယ်။နှာထောင်းသူမိတ်ဆွေတွေကလည်း comment မှာဖြစ်ဖြစ် chat box မှာဖြစ်ဖြစ်ပါဝင်ဆွေးနွေးကြတာတွေသိကြတာတွေ support လုပ်ရပါတယ်။အားလုံးကိုပဲကျေးဇူးတင်ပါတယ်။